ซ่าราก็อีซ่าโลยาเลยส่วน edible edible ซ่าโลยาเลย drink ก็ตอกเตตอกโลยาเลยส่วน drinkable drinkable ตะคาเล portable เลยပြောလို့ရပါတယ် portable ตอกလို့ရတယ်ตะคาต้องခွက်ดิส่วน disposable ตะคาต้องလို့ရတယ် disposable ဟုတ်ပြီเนาะနောက်တစ်ခုထပ်ထပ်ต้องလို့ရတယ်ส่วนထပ်ထပ်ต้องလို့ရတဲ့အရာတိုင်းကို reusable လို့ပြောလို့ရပါတယ် reusable ဒီဖုန်းကလေနေရာတကာကင်သွားလို့ရတယ်เนาะဒီ hard disk ကနေရာတကာကင်သွားလို့ရတယ်တဲသွားရလွဲကူတာကို portable လို့ပြော ်လို့ရပါတယ် portable ဆိုတော့ဘာနဲ့မားတက်လဲဆိုရင် portable ခုနောက်က drinkable portable တောက်လို့ရတယ်ဆိုတာဟာနဲ့မားတက်တယ်เนาะဒီဟာက portable ပါဒီငါးခုကိုပြန်ပြောရမယ်ဆိုရင်တော့ edible စားလို့ရတယ် drinkable ဒါမှမဟုတ် portable တောက်လို့ရတယ်ပြီးရင်တည်သွားရလွယ်ကူတယ်ဆိုရင် portable တည်သွားရလွယ်ကူတယ်တစ်ခါပဲသုံးပြီးတော့မှပြစ်လို့ရတယ် disposable the last one is reusable ပြန်သုံးလို့ရတယ် reusable ဟုတ်ပြီเนาะ am i audible ဒီတစ်ခုကြားနေရလား can you hear me လို့လည်းပြောလို့ရတယ်လို့ am i audible? audible နင်ငါကိုကြားရလိုက် am i audible ဒီဟာလေးလက်မှတ်သွားပါအောင်ဆိုတော့ဒီ able able ဒီမှာအကြိုက်ဆုံးပဲဟာလေးလေ comment မှာရေးနေ practice လုပ်သွားပါဒီလိုမျိုးပဲဗီဒီယိုလေးတွေဆက်လက်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ teacher ရဲ့ YouTube TikTok Facebook ကိုတခါတည်း follow နဲ့ subscribe လုပ်ထားလို့ရပါတယ်เนาะ thank you so much see you on my next video